အကြံပေးတယ်ပဲပြောပြောပေါ့ကျွန်တော်အပြောနေကြစကားတခုရှိတယ်အခုဒီနေ့လည်းကျွန်တော်ကိုခါနဲ့တွေ့တယ်ပေါ့ကိုဟန်တွေ့ရင်ကျွန်တော်ဘာပြောမလဲပေါ့ကျွန်တော်စဉ်းစားတယ်အဲ့တော့ yes okay ကျွန်တော်မှာအာအိုင်ဒီယာရှိတယ်အဲ့ဒါလည်းဆိုကျွန်တော်ပြောကျင်နေတိုက်တွန်းကျင်နေတယ်မှာကျွန်တော်တခုပဲရှိတယ်အဲ့ဒါလည်းဆိုတော့တေချာတာတခုကကျွန်တော်တို့လက်ရှိတော်လန်ကြီးကအဲရေဒုံနဲ့တော့ကျွန်တော်တို့မပြီးတော့ရေဒုံနဲ့တော့မပြီးဘူးကျွန်တော်တို့ကာလာလက်သူမဟုတ်ကာလာရှီတခုကတော့ကျွန်တော်တို့တော့ကိုသွားရတော့မှာပေါ့ ။ဒါတော့အာအခုလိုမျိုးအာတရုတ်ရဲ့ PR နဲ့ဆိုရင်အာဒီတက်တော်များနဲ့ကွန်စစ်စင်တွေလုံနေစဉ်အတော်အတွင်းမှာဆိုရင်တော့တရုတ်ရဲ့ PR အလောက်ထိမရှိတဲ့အတွက်ကြောင့်မလို့အဲ့နှုံထားတိုင်းသွားမယ်ဆိုလို့ရှင်အဲကျွန်တော်တို့ကပို့ပြီးမြန်နိုင်တယ်ပေါ့နော်ပို့ပြီးမြန်နိုင်တယ်ဘောရအားလုံးတည်တဲ့အတိုင်းကျွန်တော်တို့ကတရုတ်ရဲ့ China factor ကအရင်ကြီးနေတယ်ပေါ့ China ဖက်တာအရင်ကြီးလာတယ်။နောက်ပြီးတဲ့အခါမှာစကဆာရဲ့နိုင်ငံရေးဖိအားဖြစ်တဲ့အဲရွေးကောက်ပွဲဖိအားဝင်လာတယ်။အဲ့တော့ပဂရိမြေပြင်နေထိုင်ရကျွန်တော်တို့ကပြောမယ်။ခုလိုမျိုးအဲစကဆာရဲ့ရွေးကောက်ပွဲပြီးသွားလို့ရှိရင်ကျွန်တော်ဒီထက်ပိုပြီးပြင်းထန်တဲ့အဲနိုင်ငံရေးဖိအားစစ်ရေးဖိအားတွေကျွန်တော်ကြုံလာရနိုင်တယ်။အဲ့ဒါကတော့ကျွန်တော်တို့ဟိုပဂရိတရားပေါ့။ပဂရိတရားကျွန်တော်စိတ်ထဲကြောက်ဖို့တော့မဟုတ်ဘူး။စိတ်ညစ်သွားဖို့တော့ မဟုတ်ဘူးကျွန်တော်ဒီထက်ပိုပြီးစိုးတဲ့အခက်အခဲတွေတောင်ကျွန်တော်တို့ကြော်ဖြတ်ခဲ့ပြီးပဲပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ရှေ့လာလာတန်းတော့တိတ်မကြတော့တဲ့အချိန်မှာကျွန်တော်တို့အာကြော်ဖြတ်ရနိုင်ကြီးရှိတဲ့အဲတောင်းတတာပေါ့အဲ့တော့အာ China factor ကျွန်တော်တို့အရင်ကြီးတယ်ဆက်ကဆာရွေးကောက်ပွဲဖြစ်အောင်လုပ်မယ်အာသူကရွေးကောက်ပွဲအာဖြစ်ချင်းမဖြစ်ချင်းအောင်မြင်ခြင်းမအောင်မြင်ခြင်းဆိုတဲ့ကောအဓိကကတော့သူကဟိုမြေကမတက်ပဲလေနော်အဲရွေးကောက်ပွဲလုပ်လိုက်တယ်ပြီးသွားရင်တော့သူက တရားဝင်မှုရအောင်နေပြည်တော်လိုတမျိုးတည်းရွေးကောက်ပွဲလုပ်ခွင့်ရတယ်ဆိုရင်တော့ရွေးကောက်ပွဲလုပ်ပြီးသမရဖြစ်လုံးမှာပဲအဲ့တော့အာရွေးကောက်ပွဲကတော့ဘယ်လိုဒီအာအထမြောက်သွားမယ်အဲဖြစ်သွားမယ်ရွေးကောက်ပွဲပြီးသွားတဲ့အခါကျလို့ရှင်လေအာစကားဆာရဲ့တရားဝင်မှုသူဇွတ်လောက်လာမယ်နောက်ပြီးအချို့သောနိုင်ငံတွေကပါကျွန်တော်တို့အပေါ်မှာအာမြန်မာနိုင်ငံပေါ်မှာချင်းကတ်တဲ့အခါမှာစဉ်းစားတဲ့အထိုင်ကြီးအဲပြောင်းကောင်းပြောင်းလဲသွားနိုင်တယ်ပေါ့နော်အဲ့တော့ အဒီဟာနဲ့ပတ်သက်ပြီးလဲကျွန်တော်ဟိုရက်ကကျွန်တော်စာလေးတစ်ပုဒ်ကျွန်တော်ဟိုရေးဖြစ်တယ်ပေါ့နော်စစ်ရေးသဘောတရားအရာနိုင်ငံကြီးသဘောတရားအရာကျွန်တော်တို့တချို့သောနေမြေတွေပြန်ပေးလိုက်ရတာသူမဟုတ်လက်လွတ်လိုက်ရတဲ့ကိစ္စတွေကိုဟိုကျွန်တော်အရင်ကြီးကျွန်တော်မစိုးရိမ်ဘူးပေါ့နော်မစိုးရိမ်ဘူးဆိုတော့ကျွန်တော်အဲ့ဒေတာမှရှိတဲ့ပြည်သူလူထုကိုမစာနာလို့မညာတာလို့မဟုတ်ဘူးနော်မဟုတ်ဘူးစစ်ရေးသဘောတရားအရာတော့ကျွန်တော်တို့ဒီ တနိုင်ငံလုံးကိုကျွန်တော်တို့မသိနိုင်မချင်းကတော့ဒီလိုမျိုးပဲကျွန်တော်ဒီဆုတ်လိုက်တက်လိုက်ဆိုတဲ့အခြေအနေမျိုးတွေတော့အဲတကူွေးမှာကျွန်တော်တို့ကြုံကောင်းကြုံရနိုင်တယ်အဲ့တော့တောက်လျှောက်ကိုကျွန်တော်တို့ထိမ့်သိမ်းထားနိုင်တယ်ကျွန်တော်တို့ရဲ့အမာခံနေမြေဖြစ်ကိုကျွန်တော်ကခုခံထားနိုင်တယ်ဆိုရင်ဒါအကောင်းဆုံးပေါ့နော်အကောင်းဆုံးပေါ့တို့ပေဒီကျွန်တော်တို့ကအဲတစ်ဖက်ကရန်သူကတိုင်းပြည်ရဲ့ resource တွေအကုန်လုံးကိုထုတ်ယူသုံးစွဲပြီးအဲလူအင်အားလဲအဲဒါသူ အတင်းအဓမ္မလူသစ်စုဆောင်မှုသူဖြည့်ထားတယ်တိုင်းပြည်ရဲ့ resource တွေလည်းသူအကုန်လုံးထုတ်ယူသုံးစွဲနေတယ်အဲကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကတော့ဒါ resource ကအရင် limited ဖြစ်တယ်လေနော်အဲ့တော့ဒီလို limited ဖြစ်တဲ့မျိုးမှာကျွန်တော်တို့ကအဲကျွန်တော်တို့ရဲ့ပိုက်ဖြတ်မှုတွေစိတ်ဓာတ်တင်နေပဲကျွန်တော်တို့ကကြော်ဖြတ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်စီးရေးအရင်ပြင်းထန်လာတဲ့အခါမှာတချို့တော့ကျွန်တော်တို့နေနေတွေအဲခဏတာပြန်ပြီးလွတ်လွတ်လပ်လပ်ရတာ ို့မဟုတ်စစ်သဘောတရားရကျွန်တော်တို့ခွာတာမျိုးတွေရှိကောင်းရှိမယ်ပေါ့ဒါပေမဲ့အဲ့ဒါကကျွန်တော်အရင်ကြီးမစိုးရိမ်ဘူးကျွန်တော်တို့စိုးရိမ်နေကိစ္စကတော့ဘာလဲဆိုတော့နေမြေဆုံးရှုံးလိုက်ရပြီမယ်လို့အဲ့ဒေတာမှရှိနေတဲ့ပြည်သူလူထုရဲ့အသေးနှလုံးကျွန်တော်တို့မဆုံးရှုံးမှုလိုအပ်တယ်ဒါအရေးကြီးဆုံးပဲရန်သူနေမြေမှာရန်သူအုပ်ချုပ်မှုကို ခံယူနေပြီးအဲသူတို့ရဲ့စိတ်ဆန္ဒနဲ့လို့ဟိုတော်ဝင်ယုံကြည်မှုကကိုတော်နိုင်ရေးအင်အားစုတွေဘက်မှာတော်ဝင်ယုံကြည်တယ်ဆိုရင် ါကျွန်တော်တို့မရှုံဘူး။နင်းကြီးအရာတော့ကျွန်တော်တို့ရှုံကောင်းရှုံနိုင်မယ်။ဒါပေမဲ့ကြည်သူလူတို့ရဲ့အသေးနှလုံးကကျွန်တော်တို့ပေါ်မှာဆက်ရှိနေသေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနင်းကြီးရှုံရပါမယ်လို့ကျွန်တော်တို့စစ်မရှုံဘူးလို့ဟိုကျွန်တော်ကတော့မြင်နေပေါ့နော်။အဲ့တော့အဲ့လိုမျိုးအဲဒီလိုမျိုး stamina ကောင်းကောင်းဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကပြည်သူလူထုကိုကျွန်တော်တို့ချင့်ကက်တဲ့နေရာမှာနှစ်ခုရှိတယ်လို့မှတ်မိတယ်။နံပါတ်1ကတော့ပါလဲဆိုတော့ကျွန်တော်တို့တော်လိုင်းရင်အင်အားစုတွေဘက်ကအာ မပလွားဖို့လို့တယ်ပေါ့ကျွန်တော်ပြည်သူလူထုမကြိုက်တဲ့အလုပ်တွေပြည်သူလူထုဟိုလက်မခံတဲ့အလုပ်တွေကျွန်တော်တို့တော်နိုင်ရင်အင်အားစုတွေကမလုပ်ဖို့လို့ရတယ်အဲဓမ္မပဲအဲပြည်သူလူထုအနေနဲ့ဒါဟောတော်နိုင်ရင်အင်အားစုတွေ ਨੇ စက္ကစနဲ့တော့ကြွာချားတယ်ဆိုတဲ့ခံစားချက်မျိုးပြည်သူလူထုကဟိုရမှာပေါ့နော်အာပြည်သူလူတွေရဲ့စိတ်ထဲမှာလက်နက်ကင်ထားခြင်းအတူတူပဲကွာ PDF လည်းအတူတူပဲစက္ကစလည်းအတူတူပဲလို့မြင်လာပြီဆိုရင်တော့ ကျွန်တော်တို့နေမြေတွေဘယ်လောက်ပဲရရကျွန်တော်တို့အာနိုင်ငံရေးအရာရောစီးရေးအရာရောကျွန်တော်တို့အရှုံးကြီးရှုံးနေလို့ကျွန်တော်မြင်နေပေါ့အဲ့တော့ဒါတကန်နောက်နောက်တကန်နောက်အနေနဲ့တော့ဗာလဲဆိုတော့ကြည်သူလူထုစတမနာကောင်းမှုလို့ကျွန်တော်တို့တကယ်ခက်ခဲပင်ပန်းလာတဲ့အခါမှာကြည်သူလူထုကအဲတော်နိုင်ရေးကိုဟိုညှက်ချိမပြတ်ဖို့တော်နိုင်ရေးကိုဆက်လက်အားပေးဖို့ဟိုလူတွေလို့ဟိုကျွန်တော်မြင်နေပေါ့နော် ဲ့တော့အာပြည်သူလူထုဒီလိုပါဝင်နိုင်ဖို့အတွက်ဆိုရင်ကျွန်တော်မြင်တာကတော့ဒီတော်လှန်ရေးကာလအတွက်ဒီမှာကျွန်တော်မဖြစ်မနေပညာရေးကဏ္ဍမှာရင်းနှီးမြှုပ်နှံရမယ်လို့ကျွန်တော်မြင်တယ်အဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအခုတော်လှန်ရေးဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့ပြည်သူလူထုမှာပညာသင်ကြားခွင့်အခွင့်အလမ်းတွေကအတိုင်းအတာတစ်ခုပြောကျွန်တော်တို့ဆုံးရှုံးသွားတယ်ဆုံးရှုံးသွားတယ်အဲ့တော့ ဒီကျွန်တော်တို့တော်လိုင်းရေးကာလာဒီကာလာတို့လည်းဖြစ်ကောင်းဖြစ်မယ်သို့မဟုတ်ကာလာရှည်လည်းဖြစ်ကောင်းဖြစ်မယ်အဲ့တော့ကာလာတို့ကာလာရှည်ကာလာလက်ပေါ့နော်ကာလာလက်လည်းဖြစ်ကောင်းဖြစ်မယ်သို့မဟုတ်ကာလာရှည်လည်းဖြစ်ကောင်းဖြစ်မယ်အဲ့တော့ဒီကာလာလက်မှာရောကာလာရှည်မှာရောကျွန်တော်တို့အသက်ဆက်နိုင်ဖို့ကျွန်တော်တို့တော်လိုင်းရေးဆက်လက်ခုံမောင်းနိုင်ဖို့ဆိုကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေဘက်မှာပညာဓာတ်တွေအများကြီးရှိဖို့လိုတယ်အခုတော့ကျွန်တော်တို့ပညာဓာတ်တွေမရှိတာမဟုတ်ဘူးရှိဒါပေမဲ့လို့ ဒီပညာတတ်တွေဆိုတဲ့အမျိုးကလည်းကျွန်တော်မတိမျိုးတယောက်မှမပါဘူးနော်မတိမျိုးတယောက်မှမပါဘူးတချင်းချင်းမှာကျွန်တော်တို့ဒါဆုံးရှုံးရနိုင်ခြေတွေရှိတယ်ကျွေးလွန်းသွားနိုင်ခြေတွေရှိအဲ့တော့ဒီပညာရှင်တွေနေရာမှာပညာတတ်တွေနေရာမှာနောက်ထပ်မျိုးဆက်တွေနဲ့နောက်ထပ်မျိုးဆက်ပညာရှင်တွေပညာတတ်တွေနဲ့ကျွန်တော်တို့အစားထိုးနိုင်ပါကျွန်တော်တို့ရဲ့တော်လိုင်းကြီးခင်ကအာတောက်လျှောက်တပူကြတပူတက်ဆက်နဲ့သွားလို့ရမယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်မြင်နေအာကျွန်တော်ရှိရှိက အ IOG တွေပေါ့နော်ဒီမှာ KIA တို့အ KNU တို့ဆိုလို့ရှိရင်တို့တော့တက်လုံးတို့ပေါ်လင်းကြီးလောက်လာကြတယ်ဒါပေမဲ့တို့တို့ဒီတို့ရဲ့လူငယ်တွေကိုပညာသင်ကြားရေးအတွက်တောက်လျှောက်တို့အခွင့်အရေးပေးခဲ့တယ်ဒီမှာ KIA အလူငယ်တွေတို့မ KIA မိသားစုကနေပြီးတော့မှမွေးဖွားလာခဲ့တဲ့ပသမီးတွေ KNU နဲ့အဲပတ်သက်တဲ့ဒါမိသားစုတွေကနေမျိုးပွားလာတဲ့တာသမီတွေပဲဖြစ်ဖြစ်တော့မဟုတ်တို့တို့လုံမြောက်နေမြန်မာရှိတဲ့ပြည်သူလူထုပဲဖြစ်ဖြစ်အဲ ဒါနိုင်ငံသားတွေထွက်ကြတယ်ပညာတွေတင်ကြတယ်ပညာတွေတင်ပြီးသွားလို့ရှိရင်တို့တွေဒီနိုင်ငံသားမှဆက်မနေဘူးဒီပြည်တွင်းပြန်လာတယ်တို့ရဲ့လူမျိုးတို့ရဲ့အဖွဲ့အစည်းတွေအတွက်ကိုပြန်ပြီးအပူညီကြတယ်အလုပ်ပြီးပြုကြတယ်အဲ့တော့ကျွန်တော်တို့ဒီလေဒီအမျိုးကိုစဉ်းစားဖို့အချိန်တန်ပြီလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ဒီလိုမျိုးအခုဟိုတော်လန်ရေးကာလမှာကျွန်တော်တို့ရန်သူကိုလည်းတော်လန်တယ်လို့တစ်ဖက်မှာလည်းကျွန်တော်တို့က ကိုကိုကိုတိဆောက်ကြအဲ့တော့ကိုကိုကိုတိဆောက်တယ်ဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ရဲ့ဒီတော်လန်ရေးဆိုတဲ့အဲ society တခုလို့ပေါ့တော်လန်ရေးထဲမှာပေါင်းနေလူမှုဘဝတွေအကုန်လုံးအတွင်းရနေပြီကျွန်တော်တို့ကပညာရေးကိုဝိုင်းပြီးအပိတ်ချဖို့လို့အဲ့တော့အဲ if အကယ်လို့များကျွန်တော်တို့အဲဘယ်ဖြစ်တဲ့ဘက်ကကျွန်တော်တို့တော်လန်ရေးအောင်သွားပါပြီဆိုရင်တောင်းတိုင်းပြည်ပြန်လဲထူထောင်ဖို့ရအတွက်တည်မှန်တဲ့အဲ ပညာတတ်လူငယ်တွေကျွန်တော်တို့အများကြီးလိုတယ်။အဲ့တော့ကျွန်တော်တို့တိုင်းပြည်ပြန်လဲထူထောင်တဲ့အချိန်မှာတတိမမှန်မှုအာမဆီယဝန်ဆိုလဲနန်စီဒီယန်အနေရှိမယ်။ပညာရေးမှာဆိုလဲနန်စီဒီယန်အနေရှိမယ်။တခြားတစ်ခုကကျွန်တော်တို့ဒီချက်ချင်းတော့ဒီရဲ့တတိမမှန်တဲ့လူတွေကိုကျွန်တော်တို့ပြန်သုံးလို့မရဘူး။အဲ့တော့တိုင်းပြည်ပြန်လဲထူထောင်ဖို့အတွက်လည်းအရင်အရေးကြီးနေတဲ့အချိန်မျိုးမှာကျွန်တော်တို့ဒီပညာရှင်ပညာတတ်တွေခါဆက်ပြတ်သွားလို့မရဘူးပေါ့။ဒါကအကယ်လို့များမနှက်ပြန်တပတ်ခါကျွန်တော်တို့တော်လန်ရေးအောင်ခဲ့သည့် ရှိတော့ကျွန်တော်တို့တိုင်းပြည်ပြန်လဲထွက်ထွန်းတဲ့နေရာမှာတတိမှန်နဲ့ပညာတတ်တွေပညာရှင်တွေလိုအပ်တယ်ပေါ့နော်ဟုတ်ပြီအကယ်၍ဟုတ်ပြီမနေ့ကတပတ်ခါတော့ကျွန်တော်တို့တော်လိုင်းကြီးမအောင်သေးဘူးကျွန်တော်တို့အတိုင်းတာတစ်ခုထိတော့ကျွန်တော်တို့တော်လိုင်းကြီးဆက်လို့ရအောင်မယ်ဆိုရင်လေဒီတော်လိုင်းကြီးထဲမှာပညာရှင်ပညာတတ်တွေခါဆက်မပြတ်သွားဖို့အရန်အရေးကြီးတယ်လို့ကျွန်တော်ကတော့မြင်အဲ့တော့ကိုကတော့တစ်ဖက်မှာဆက်လက်ပစ္စည်းတွေကျွန်တော်တို့လိုအပ်တယ် drone တွေလိုအပ်တယ် ခဲရနေလိုအပ်တယ်။စနရိတ်ခါတွေလိုအပ်တယ်။ဒါတွေရှိမှပဲကျွန်တော်တို့ရန်သူကိုစစ်တိုက်လို့ရမယ်။အဲကျွန်တော်ထင်တယ်အဲ့ဒါတွေကကျွန်တော်တို့ဒီစစ်ပွဲတပွဲဖြစ်လာရင်မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေ။ခဲရန်လိုမယ်၊တနတ်လိုမယ်၊ဒရုန်းလိုမယ်၊စနရိတ်ခါလိုမယ်။ဒါတွေကတိတ်ပြီးမထူဆန်းဘူးပေါ့။အဲ့တော့အဲဒါတွေကကျွန်တော်တို့ပတ်စံရှိရင်ပတ်စံရှာနိုင်ရင်ကျွန်တော်တို့ဝေလို့ရမယ်။နော်။အဲဝေလို့ရမယ်၊ရှာလို့ရမယ်။ဒါမဲ့ အဲပညာရေးကဏ္ဍကတော့ကျွန်တော်တို့ဒီရေရှည်ရင်းနှီးမြုပ်နိုင်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ခုလိုမျိုးအာကိုခါရာတို့ကိုလင်းတို့မချူတူရီတို့မဖြူတို့အစရှိသဖြင့်ပေါ့ဒီလူတွေအာကျွန်တော်တို့ဒါလက်ရှိအာဒါနိုင်ငံခြားရောက်သွားတယ်အဲဒီလိုအခြေအနေမျိုးတွေမှာကျွန်တော်တို့ကတော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့မှတက်နိုင်ဆုံးအကူညီပေးစီချင်နေပေါ့နော်အဲ့တော့ဘယ်လိုပုံစံမျိုးနဲ့ကုညီရမလဲဗာညာဆိုတော့မျိုးတော့ကျွန်တော်တို့လည်းအရင်ကြီးဟို idea တော့ တော့လက်တော်တော့မရှိဘူးပေါ့နော်ဒါပေမဲ့တရားရတစ်ခုတော့ကျွန်တော်တို့ဒီအာယင်းနီးမြုံနိုင်ရတော့မယ်ကျွန်တော်တို့လောက်ရတော့မယ်တော်လန်ရေးအလွန်ကအတွက်ရောလက်ရှိတော်လန်ရေးဂျာကာလာအတော်အတွက်မှာပညာရှင်ပညာတတ်တရေမှန်နဲ့ပေါ့တရေမှန်နဲ့ဗီဇာမှန်နဲ့ပညာရှင်ပညာတတ်တွေကျွန်တော်တို့ခါဆက်မပြတ်တော့ဘူးတော်လည်းအလွန်ကာလမှာကျွန်တော်တို့ဒီတရေမှန်တဲ့လူတွေနဲ့တိုင်းပြည်ပြန်လဲထူထောင်ဖို့ရအတွက်ကျွန်တော်တို့အခုခရီးရင်ရင်းနှီးမြှုပ်နှံရတော့မယ်လို့ကျွန်တော်တို့မြင်နေပေါ့နော်ဒါတော့ဒီအရာတွေကျွန်တော် ဆရာဦးစောဘေးစိုးရုံးနဲ့တွေ့တဲ့အခါမှာလည်းကျွန်တော်တို့ပြောပြကြပါတယ်ဆရာကြီးကျွန်တော်တို့တော့ငါမဖြစ်မနေတရားတွေတော့ကျွန်တော်တို့လွတ်ကြရတော့မယ်အဲ့တော့ဆရာကြီးတို့လည်းတတ်နိုင်ကြတော့တို့တော့အားလုံးလုံနေကြတယ်ပေါ့နော်အဲ့တော့အခြေခံပညာဆိုလည်းအခြေခံပညာအလျောက်အစင်မြင့်ပညာဆိုလည်းအဲအစင်မြင့်ပညာအလျောက်ပေါ့အဲ့တော့ဒါတော့ကိုခါတို့ဘာလို့တော့ဒါအခုလက်ရှိဒါဒီပောက်လည်းရောက်သွားပြီဖြစ်တဲ့အခါကျတော့ဒီပညာရေးနဲ့ပတ်သက်လို့ရှိရင်ပို့ပြီးအဲကျွန်တော်တို့အတွင်းမှနေလူတွေရဲ့စာလို့ရှိရင်ပို့ပြီး လက်လန်းမိမယ်လို့ကျွန်တော်ကတော့မြင်ပြီပေါ့နော်လက်လန်းမိမယ်လို့ကျွန်တော်တို့ကတော့နည်းနည်းဝေးသွားပြီပေါ့ကျွန်တော်တို့လက်ရှိရှင်သန်နေရနေထိုင်နေရတဲ့ပတ်ဝန်းကျင်အားလည်းအဲ PDF ဖြစ်သွားတဲ့အခါကျတော့အဲကိုယ့်ရဲ့ဆီယဝန်ဆိုဆိုင်ယိုနီတက်တောင်ပို့ပို့ပြီးကျွန်တော်ဆိုရင်ဝေးလာတာအဲ့တော့ကျတော့ဒီအေးကန်နာဆိုလို့ရှင်ပို့ပြီးကျွန်တော်တို့ဝေးသွားပြီပေါ့အဲ့တော့ကျတော့ဒီခုလိုမျိုးကျွန်တော်တို့အဲအပြင်မှာလုပ်နေတဲ့တော်လန်ကြီးကိုစက်ကူနေတဲ့လူတွေကိုကျွန်တော်တို့ကတော့ ဒါလေးကိုအခုလည်းတောင်းကျင်နေပဲပြောပြောတိုက်တွန်းနေပဲပြောပြောအပညာရေးကဏ္ဍတော်လိုင်းရေးအတွင်းမှာအပညာတက်လူဒန်းစားပညာရှင်လူဒန်းစားတွေခါဆက်မပြတ်သွားဖို့အားလုံးတက်နိုင်ကြလောက်ဝိုင်းကူပေးကြဖို့ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်လေကျွန်တော်အဲ့ဒါတွေပဲလုတ်ဖြစ်တယ်ပေါ့နော်အကိုကဟိုတိတ်မပြောပြတော့ကျွန်တော်တို့တွေဟိုဟာ အာဟိုဒီဒီဒီစကားအခုမှပဲပြောပြတယ်ပေါ့နော်အခုနေ့လည်းခုမှပဲအပြင်မှာတွေ့နေစကားပြောပြတော့ကျွန်တော်တို့တွေအဲအဲ့ပညာရေးအပိုင်းကိုတော်တော်လေးအရေးကြီးရဲ့အရေးကြီးဆုံးဆိုတဲ့အရာကိုကျွန်တော်တို့လည်းဟိုတတိထားမိရဲ့အဲအကြောင်းလည်းကျွန်တော်အခုဆိုလဲပညာရေးရဲ့ကျမ်းမာရေးပေါ့နော်အဲ့တော့ပညာရေး အေးကောင်းမှုအတွက်ကျွန်တော်ကျမ်းမာရေးကောင်းမှလည်းပညာရေးကိုဒါစီးပူးလို့ရတယ်ပညာသင်ယူရမယ်ပေါ့နော်အဲ့တော့အပညာရေးနဲ့ကျမ်းမာရေးကဒါချိတ်ဆက်နေတာပေါ့နော်အဲ့တော့အခုဆိုရင်လည်း greeny ဘက်ကိုကျွန်တော်သွားရခြင်းမှာသူတို့ဆိုရင်တောက်ဆရာရေရအဆအဝေးသွားခဲ့ရတယ်သွားခဲ့ရတဲ့အချိန်မှာအဲ့လိုမျိုးပဲတနအိုင်လောက်ကြီးလမ်းလျှောက်ပြီးတော့သွားရတဲ့အချိန်မှာသူတို့အတွက်အချိန်ကြီးအပူကုန်တယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်ဒီ clean clean ရန်ကောင်ကနေပြီးတော့ဒီရေပါတယ်ဟာရေမြဝေးတဲ့စနစ်တွေပေါ့နော်အာဒီရေ အလူပေါ့နော်အာရေအလူကိုဟိုရက်ကွက်ထဲထဲမှာသွားပြီးရေလူပေးရအဲ့တော့ကလေးတွေကလည်းကိုစားရပါလေလောက်ပို့အချိန်ပို့ရတာပေါ့ပြီးတော့အဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအခုဟို cherry မြေတို့အာ social science and humanities ဆိုတဲ့ဒီ college ရှိရပြီးရင်ဟို medical uh greeny medical college လေးရှိရပေါ့နော်ကျွန်တော်အဲ့မှာသွားတာဒေါက်တာမျိုးခန့်ကိုကိုရိုးနဲ့လည်းကျွန်တော်တွေ့ပြတဲ့စကားပြောပြတဲ့ဆိုတော့သူတို့ အပိုင်းนี่သူတို့လုံနေတာဆိုလဲတော်တော်လေးကိုဟိုချီးကျူးစရာပေါ့နော်တကယ်ကိုခက်ခက်ခဲခဲရှိတဲ့နေရာမှာကိုပညာရေးကိုစူးစမ်းပြီးတော့သူလဲဒီအာကျွန်တော်တို့ကအခုရဲဘော်တွေလည်းရှိမှတိုက်နေတယ်တဲ့ဆိုရင်ကျွန်တော်တို့ချက်ချင်းကုဖို့လူတွေပေါ့နော်သူတို့ပြန်ပြီးတော့အသက်ဆက်ပေးမယ့်လူတွေအဲ့အသက်ဆက်ပေးမယ့်လူတွေကိုဒီဒေါက်တာမျိုးခန့်ကိုကပြန်ပြီးတော့မွေးထုတ်ပေးနေရပါတော့။ဆိုတော့အဲ့လိုမျိုးကဏ္ဍတွေမှာဆိုရင်တော်တော်လေးကိုအရေးကြီးတဲ့ကဏ္ဍတွေဖြစ်တယ်လေနော်။အဲ့တော့ဟို အခုအချိန်ကာလမှာတွေ့ရလူတွေတော်တော်များများဒီလူငယ်တွေကခက်ခက်ခဲခဲရှင်သန်နေရတဲ့လူငယ်တွေဖြစ်တဲ့အတွက်ခက်ခက်ခဲခဲကိုဟိုစူးစမ်းပြီးတော့ပညာသင်ကြားနေရတဲ့လူတွေဖြစ်တဲ့အတွက်သူတို့စိတ်တက်တရားလေးပို့ပြီးတော့ခိုင်မာလာတယ်ကျွန်တော်မြင်တယ်ပေါ့နော်ဟိုအခုခုနပြောတဲ့တတိမန်တာမမှန်အောင်ဆိုတာကျွန်တော်ရှင်စိတ်တက်နေပူဆိုင်မယ်လို့ထင်ပါတယ်ဆိုတော့သူတို့တော်တော်များများကဒီနိုင်ငံရေးအာဒီလူမျိုး အာနာမသိခင်ဟိုနိုင်ငံခြားရောက်သွားကြတယ်အဲ့လိုခက်ခက်ခဲခဲ မကြုံခဲ့ရတဲ့အခြေအနေတွေရှိတယ်။ဆိုတော့သူတို့တွေတချို့တချို့ဆိုရင် Stanford University တို့ Harvard တို့မှာကျောင်းတက်ခဲ့တယ်เนาะအဲ့လိုအရှမ်းပညာတတ်တဲ့လူတွေရှိတယ်။ဒါပေမဲ့စိတ်ဓာတ်မကောင်းတော့အခုပြောတဲ့ဒရင်မမန်တော့ဒီစကားစားဘက်မှာအာဟိုစကားစားဘက်ကနေပြီးတော့သူတို့က lobby အနေနဲ့လုပ်နေတဲ့လူတွေရှိတယ်။ lobby လုပ်နေကြတာ။ Yeah 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 so ကျွန်တော်တို့ပညာတက်တိုင်းဟိုအကျင့်စာရိတ်တက်မကောင်းဘောเนาะပညာတက်တိုင်းမကောင်းမကောင်းတရေမမှန်တဲ့လူတွေအများကြီးရှိရပါဘောအဲ့တော့ကျွန်တော်တို့နဲ့စကားပြောတဲ့ချိန်မှာကျွန်တော်ပညာရင်းနဲ့စိတ်တက်နဲ့ဆိုရင်ကျွန်တော်စိတ်တက်ကပို့ပြီးအရေးကြီးစိတ်တက်ကောင်းမှ စိတ်တက်ဖြောင့်မတ်မှကျွန်တော်တွေကဟိုကိုပညာတက်လာတဲ့အချိန်ဘာပဲဖြစ်ဖြစ်ပေါ့เนาะပညာတက်တာပဲဖြစ်ဖြစ်ကိုပတ်စံရှိလာတဲ့အချိန်ပဲဖြစ်ဖြစ် ပိုကောင်းလာတဲ့အခြေအနေတစ်ခုမှာစိတ်သက်ဖြောင့်မတ်မှာကျွန်တော်တို့ကဒီမှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့မှန်ကန်တဲ့အလုပ်ရက်တွေကိုမှန်ကန်တဲ့စကားတွေကိုပြောနိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်အချိန်တိုင်းတာတစ်ခုရောက်သွားရင်တတိမမှန်ဘူးဆိုရင်အရင်အန္တရာယ်များတယ်ပညာပိုတက်လေပိုပြီးတော့အန္တရာယ်များလေပဲဟိုယုံကြည်မှုပိုပြီးတော့ဟိုတိဆောက်အော်ယုံကြည်မှုပိုရှိရဲ့လူကသတိမမှန်ဘူးဆိုရင်ဥမာခေါင်းဆောင်တယောက်ကသတိမမှန်ဘူးဆိုရင်ကျန်တဲ့လူတွေအကုန်ဒုက္ခရောက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး တတိမှန်နာမမှန်ဘူးဆိုတဲ့ဟာကိုလည်းကျွန်တော်တို့အားလုံးဟိုဟိုနားလည်ဖို့လိုတယ်ဘယ်ရာမမှန်ဘူးဘယ်ရာမှန်တယ်ဆိုအဲ့ဒါလေပညာနဲ့ပဲပြန်ပြီးတော့ဆုံးဖြတ်ရတာမျိုးပေါ့နော်ဆိုတော့အကုန်လုံးကချိန်ဆက်နေကြတာဒီခုနဲ့ဒီခုကအဲ့တော့ကျွန်တော်တို့ကျွန်တော်အဲ့ဒါကိုတော်တော်လေးအော်တတိထားမိတယ်ငါတို့ပညာရေးပညာရေးမကောင်းခဲ့လို့အတွေးခေါ်ရေးအာတပြည်းပြည်းနဲ့ ဆုပ်ယုပ်လာတယ်ပေါ့နော်ကိုတွေးခေါ်တယ်တွေးခေါ်ပိုင်းမှာလည်းတဖြည်းဖြည်းနဲ့ဆုပ်ယုပ်လာတယ်တခြားလည်းမကောင်းမတွေးနိုင်တော့အမားမှန်မခွဲခြားနိုင်တော့တာပေါ့နော်အဲ့တော့အာပညာရေးကိုပညာရေးကပညာရေးကိုအားအကောင်းကောင်းနဲ့ကျွန်တော်တွားမယ်ဆိုတာတည်တဲ့အချိန်မှာကျွန်တော်တောက်လျှောက်ပါတော့အခုဆိုရင်လေဒီ project အခုလုပ်တဲ့ project တွေဆိုပညာရေးကျန်းမာရေးရတဲ့ funding တွေအကုန်လုံးကျွန်တော်တွားတယ်အနောက်ပိုင်းကျဒီဘက်ကလူတွေလည်း encourage လုပ်ဖြစ်တယ်ပေါ့ဒီဘက်ကလူတွေအကုန်လုံးလည်းပညာရေးဘက်ကိုဟိုအကောင်းကောင်းနဲ့တွန်းပေးဖို့ပေါ့နော်ဟိုပြောပြမယ်ကျွန်တော်တို့ကဟိုခလေးကျရင် ဟို inclusively ကျွန်တော်တွေးနေခြင်းနဲ့ပေါ့ကျွန်တော်ဆိုရင်ကျွန်တော်ဘာလုပ်ပေးရမလဲဆိုတဲ့ဟာမျိုးတွေးတာပေါ့။အော်ကျွန်တော်ငါနိုင်ငံငါတိုင်းပြည်ငါလူမျိုးတွေလူမျိုးတွေဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအကုန်လုံးကိုပြောတာပေါ့နော်။ဟိုသတိပုဂ္ဂလကိုပြောတာမဟုတ်ရှမ်းတစ်ခုလည်းပြောတာလည်းမဟုတ်ပြင်းတစ်ခုလည်းပြောတာလည်းမဟုတ်ကရင်တစ်ခုလည်းပြောတာလည်းမဟုတ်အကုန်လုံးကိုပြောမြန်မာနိုင်ငံသားတွေအားလုံး inclusively ကျွန်တော်ပြောတာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဟိုကျွန်တော်တော့အဲ့လိုတွေးတယ်ကျွန်တော်ဘယ်လိုတွေးလဲကျွန်တော်ရဲ့ကျွန်တော်လုပ်ရမယ်ဒါကကျွန်တော်ရဲ့တာဝန်ဖြစ်တယ်။ကျွန်တော်ကနေပြီးတော့ အချိန်ပုံမှလောက်ရမယ်ဟာမျိုးမဟုတ်ဘူးသိရမလားကျွန်တော်လောက်ရမယ်ဒီကသိရမလားအဲ့လိုမျိုးကျွန်တော်ကအဲ့လိုမျိုးတွေးတာအာဆိုတော့တခြားလူတွေကိုလည်းအဲ့လိုမျိုးကျွန်တော်တွေးစီခြင်းနေပေါ့ဟိုဒါငါတို့လောက်ရမယ်ငါတို့ရဲ့တိုင်းပြည်ငါတို့ပြန်တည်ဆောက်ရမယ်ငါတို့ကသူများနိုင်ငံမှာလာပြီးတော့နေနေကြရတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုလဲနေနေဘယ်နိုင်ငံမဲရောက်ကျွန်တော်မြန်မာနိုင်ငံသားဖြစ်တယ်အဲ့တော့ကျွန်တော်တို့လောက်တမြအရာတွေကမြန်မာနိုင်ငံသားအတွက်တစ်ခုခု တခုခုကောင်းတာတခုခုတိုးတက်တာပြောင်းလဲတာမျိုးမလုပ်ပေးနိုင်ခဲ့ဘူးဆိုရင်အမှန်တမ်းပြောကျွန်တော်တို့ကဟိုဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲပညာတွေရှာဖွေခဲ့ရှာဖွေခဲ့အလကားပဲပေါ့ဟိုဘလာနဲ့ ठी ပဲပေါ့နော်ဘာမှလည်းမပြောင်းလဲသွားဘူးကျွန်တော်နိုင်ငံရေးဒီတိုင်းပဲလူတဦးတယောက်ဒါပြောင်းလဲသွားမယ်သူကတိုးတက်သွားမယ်ချမ်းသာသွားမယ်ဒါပေမဲ့တကယ်ကျတော့အတိတ်မရှိရချမ်းသာမှုတွေပေါ့နော်အတိတ်ပဲမရှိရအဲ့လိုမျိုးကျွန်တော်တွေ့ရကိုကိုရကိုပိုင်းအာတွေးလေးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ကျွန်တော် ဘာပဲဖြစ်ဖြစ်ဘယ်နေထားပဲရရောဟိုပြောလိုက်တယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံသားပဲကျွန်တော်လုပ်တမယ့်အရာတွေကလည်းမြန်မာနိုင်ငံသားတွေအတွက်တစ်ခုခုအပြောင်းလဲတစ်ခုခုပေါ့ကျွန်တော်ဒီကျွန်တော်မြန်ကျွန်တော်ရဲ့ခံယူချက်ရှိပါတယ်အာဘယ်လိုကျွန်တော်ဒီနိုင်ငံဒီကမ္ဘာမြေရနေကျွန်တော်ချိန်တန်းညံ့ကျွန်တော်အားလုံးသိရမှာပဲကျွန်တော်အားလုံးဒီဒီဒါတော့လုံးဝဟိုမြေကြီးလက်ခတ်မလွယ်ပေါ့နော်ကျွန်တော်သိကြမယ်ဆိုတော့အဲ့ကျွန်တော်ထွက်သွားတဲ့အချိန်မှာကျွန်တော်တို့ဒီညီဒီညီဒီဒီရီကိုမှာကြီးပြင်းခဲ့တဲ့လူတယောက် အနေနဲ့ဒီနိုင်ငံကိုဒီမြေကြီးကို ကျွန်တော်ဘာလုပ်ပေးခဲ့နိုင်လဲပေါ့နော်အပြောင်းလဲတစ်ခုလုပ်ပေးခဲ့ခြင်းနဲ့ဆိုတဲ့အစီအလေးပေါ့နော်အဲ့အစီအလေးနဲ့ကျွန်တော်အိုက်ခံချမ်းနဲ့ပဲကျွန်တော်ရှင်းတတ်နေပေါ့အခုအချိန်မှာဆိုတော့အဲ့လိုမျိုးအာအဲ့စိတ်နဲ့ပဲကျွန်တော်တို့ဟိုတခြားအာတခြားဒီဒီနိုင်ငံမှာဘယ်လောက် ကြကြနေခဲ့နေခဲ့ပါတော့အဲ့လူတွေအကုန်တစ်ပါလုံးမှရှိရမြန်မာနိုင်ငံသားလေးတွေမြန်မာနိုင်ငံသားတွေအားလုံးကိုကျွန်တော်အဲ့လိုအဲ့လိုအမြင်လေးတွေတွေးစီခြင်းနဲ့ပေါ့နော်ကျွန်တော်နိုင်ငံအတွက်အာကျွန်တော်အားလုံးစီးလုံးမှုတွေအရန်ကိုလိုအပ်နေတဲ့အချိန်ပေါ့နော်အရန်အရန်ကိုလိုအပ်နေတဲ့အချိန်ကျွန်တော်တွေဟိုဘယ်လိုပြောမလဲလို့လှူတာနဲ့ကူတာနဲ့ပေါ့နော်အဲ့ဒီစကားကိုလင်းတစ်ခါပြောခွေကျွန်တော်တွေကလှူတယ်ဆိုတာသိမလားကိုကအကျိုးရဖို့အတွက်အာ အခုအကျိုးရဖို့အတွက်စဉ်းစားပြီးတော့မှ okay ငါဒါလေးကောင်းမှုကုသိုလ်လေးလုပ်လိုက်ရင်ငါငါလည်းကောင်းမယ်ပေါ့အဲ့လိုမျိုးတွေ့ရတွေ့ရကိုယ်အရင်တွေ့ရလေနော်ငါရမှာဆိုမျိုးတော့ပြီးတာကိုပိုရှန်တဲ့ဟာမျိုးဒါပြီးတာမျိုးဖြစ်နေတယ်လူတွေဆိုတာမျိုးဖြစ်နေတာပေါ့နော်အမ်ဟိုကုလာကြတော့တင်မလားကိုမှမရှိရှိရနဲ့အဲ့လိုမျိုးဒါရငါလောက်ကမဲ့တောင်းတစ်ခုအနေနဲ့ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ပုံမှာအမူတည်ပြီးတော့ okay ငါလောက်ရမယ် responsibility ရှိရဆိုတဲ့ဟာမျိုးနဲ့ကုလာကိုကုတဲ့အတိတ်တွေကိုကျွန်တော်အဲ့လိုမျိုး တွေးမိတယ်ပေါ့နော်အဲ့တော့လူရန်နဲ့ကူတာကျွန်တော်တို့ဒီခါလေးကျရင်အာမတူးပေါ့နော်အဲ့အလေးလေးကျွန်တော်ကျွန်တော်ကျွန်တော်ကိုကိုလေးတခါပြောကျွန်တော်အဲ့လိုလေးမြင်သွားတယ်ပေါ့မြင်သွားအောင်ပေါ့ငါတို့လူပဲလူလို့မရဘူးငါတို့ကဘေးငါတို့ငါဘယ်လောက်လူထားတယ်ဘယ်လောက်လူထားတယ်ဘယ်လောက်လူထားတယ်အဲ့လိုမျိုးအဆင်မဟုတ်တော့ကျွန်တော်တို့ကဘယ်လောက်ပါဝင်နိုင်မလဲတည့်ရမလား ဘယ်ပိုင်းနေပါဝင်ပြီးနိုင်မလဲငါဘာတက်လဲတက်တဲ့ပညာနဲ့ငါဘယ်လိုမျိုးဒီ contribution လုပ်ပြီးနိုင်မလဲညာရဲ့ society ကိုသိရမှာအဲ့လိုမျိုးဖြစ်ဒါလည်းကျွန်တော်ပြောအခွင့်အရေးတစ်ခုပဲလို့ကိုကဒီလိုခက်ခဲနေတဲ့အချိန်မှာကိုအကူအညီလိုအပ်နေတဲ့အချိန်မှာဒါကိုကအကောင်းဆုံးပြလို့ရတဲ့အချိန်သိရမှာငါဘာတက်တယ်ငါတိုင်းတက်တယ် whatever အဲ့လိုမျိုးကိုပြလို့ကောင်းတဲ့အချိန်ကွာပြလို့ကောင်းတယ်တကယ်လည်း intact ဖြစ်တယ်ဆိုရင်သူတို့အတွက်လည်းအကျိုးရှိရယ်ဆိုရင်ဒါတော်တော်ကို ပြလို့ကောင်းတယ်အခွင့်အရေးဗျာဒီအချိန်ဟိုအမေရိကလိုမျိုးလာပြီးတော့ဟိုငါဒီမိုကရေစီဘာဖြစ်နေညာဖြစ်တယ်သွားပြီးတော့လုပ်နေဘယ်သူမှကြည့်မဆိုင်ဘာလို့သူက develop ဖြစ်သွားပြီးပြီဒီမိုကရေစီနိုင်ငံနဲ့ပေါ့ယာချီဖြစ်နေ you right အဲ့တော့ဘာမှမလုပ်ပြောကိုယ့်ရဲ့ကိုယ့်ရဲ့ဟိုတန်ဖိုးကဒီနိုင်ငံမှာအလောက်မရှိဘူးဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာလိုအပ်နေတာဖြစ်တဲ့အတွက်ကိုဒီလိုပြန်လဲထူထောင်ရေးမှာဒီစိတ်ပိုင်းဆိုင်ရာပညာရေးအကုန်လုံးဖက်ဖက်ကလိုအပ်နေတဲ့အချိန်မှာအာကျွန်တော်တို့ရဲ့ ရှိတဲ့အရေးချင်းတွေတန်ဖိုးတွေအများကြီးအသုံးချလို့ရတယ်။အဲဒါဆိုပို့ပြီးတော့တန်ဖိုးရှိရလို့ကျွန်တော်ထင်တယ်ပေါ့နော်။